မင်္ဂလာရှိသောနေ့တည်လေးတော်ဖျားခင်ကျေးဇူးတော်ကိုချီးမွမ်းရင်ခရစ်တော်၌ယုံကြည်သူမိသားစုများအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တလိုပါရယ်ဒီကနေ့ကျွန်တော်တို့ကအသက်ရှင်တော်မူသောဖျားခင်နှုတ်ဘတ်တော်အဖင်မိမိရဲ့အသက်တာကိုပြန်လည်ဆင်ခြင်ခွန်အားယူတည်ဆောက်နိုင်ဖို့ရွေးချယ်ထားတဲ့နှုတ်ဘတ်တော်ကတော့ဣဒနာကျမ်းခန်းကြီး9အပိုင်ငယ်14ပဲဖြစ်ပါတယ်နှုတ်ဘတ်တော်မြတ်ကိုကြားနာဆင်ခြင်ခွန်အားယူကြပါစို့ကောင်းစားသည့်ကာလ၌ဝမ်းမြောက်လော့ စင်ရဲခံရသည့်ကာလ၌စင်ကျင်လောလူသည်မိမိနောက်မှဖြစ်လက်တန့်သော အမှုအရာကိုတိမိအကြောင်းဖယားတခင်သည် ကောင်းစားခြင်းနှင့်စင်ရဲခြင်းကို အလှဲ့လှဲ့ပေးတော်မူ၏အသက်ရှင်တော်မူသောဖယားတခင်နှုတ်ဝတ်တော်ဖြစ်သောကြောင့်ကြားနာကြတဲ့ယုံကြည်သူမိသားစုများအရောက်စတိုင်းပေါ်မှာဖယားတခင်အစ်တပံကောင်းကြည့်ပေးပါစေဒီကနေ့ကျမ်းစာကပြောပါတယ်ကောင်းစားသည့်ကာလမှာဝမ်းမြောက်ပါ စင်းရဲခံရသောအခါစင်ကျင်ပါလို့ပြောတယ်လို့ပဲတခါတည်းရမှကျွန်တော်တို့ယုံကြည်သူများရဲ့အသက်တာမှာအစဉ်ပြေနေတဲ့အခါမှာတော့ကောင်းစားတဲ့အခါမှာတော့ဝမ်းမြောက်တက်ကြပါတယ်။ကျေးဇူးတော်ချီးမွမ်းတက်ကြပါတယ်။ဒါကိုအထုတလဲပြောเสียမလို့လောက်အောင်နှိုးစော်เสียမလို့လောက်အောင်ပြုတ်တက်လုတ်တက်ကြပေမယ်။စင်းရဲဒုက္ခခံရတဲ့အခါမှာကြတော့စင်ကျင်နိုင်ဖို့တည်ဆောက်နိုင်ဖို့အတွက်အလွန်ပင်အားနည်းတက်ကြပါတယ်။စင်ကျင်တည်ဆောက်ဖို့အတွက်ထက် ်ညီးတွားပြီးတော့ပဲအသက်ရှင်နေထိုင်တတ်ကြပါတယ်။ကောင်းစားသည့်ကာလတုန်းကလိုတော့မဟုတ်တော့ပဲအခုတစ်မျိုးတော်ကြတစ်မျိုးအပြောင်းပြောင်းအလဲလဲဖြစ်တတ်တဲ့တဘောတရားရှိတတ်ကြပါတယ်။ဒါတွေဟာဘာကြောင့်လဲလို့မေးရင်ကျွန်တော်တို့ဟာမြင်ရတဲ့အခြေအနေပေါ်မှာမူတည်ပြီးကြည်ပြီးဆုံးဖြတ်ချက်ချလို့ခံစားတတ်ကြလို့ပဲဖြစ်ပါတယ်။အစင်မပြေရင်တော့ဖယားတခင် မကြည့်တော့ဘူးပေါ့။အစင်ပြေရင်တော့ဖယားတခင်ကြည့်ရှုတယ်။ဟာလေလုယာလို့ချီးမွမ်းတတ်ကြပါတယ်။ ကျန်တဲ့ချက်ကကျွန်တော်တို့ပြောပါတယ်လူထင်သည့်အတိုင်းမှန်သောလက္ခဏာရှိတော်လဲအစုံ၌တည်ချင်းတို့ပို့သောလမ်းတစ်မျိုးရှိတယ်လို့ပေါ်ပြထားပါတယ်လူရဲ့အထင်နဲ့ဖရာရဲ့အထင်ကမတူပါဘူးလူရဲ့အကြံစီနဲ့ဖရာရဲ့အကြံစီကမတူပါဘူးအခြေပြုကျမ်းပတ်ကိုဆက်ဖတ်လို့ပါတယ်လူသည်မိမိနောက်မှာဖြစ်လက်တန့်သောအမှုရာကိုတည်မြေကြောင်းဖရာသခင်သည်ကောင်းစားခြင်းနဲ့ဆင်းရဲခြင်းကိုအလှဲ့လှဲ့ပေးပါတယ်လို့နှုတ်ကပတ်တော်ကပြောတာဖြစ်တဲ့အတွက် ီကနေ့ဘုရားခင်ကတင့်ကိုကောင်းစားတဲ့အချိန်စင်ရတဲ့အချိန်အဲ့ဒီလိုကြုံတွေ့ရတဲ့အချိန်မှာပဲရက်တန်နေဖို့မဟုတ်ပဲကြုံတွေ့ရတဲ့အဖြစ်ပြက်ရဲ့နောက်ွယ်မှာဖြစ်ပေါ်လာတဲ့အမှုအရာကိုသိမြင်ပြီးအသက်ရှင်ဖို့ရန်အတွက်ဘုရားခင်အလိုတော်ရှိတာဖြစ်ပါတယ်။အဲ့ဒီအမှုအရာကတော့ဘုရားခင်ရဲ့အလိုတော်အကြံစီတော်နဲ့ဘုရားခင်ရဲ့ဘုန်းတော်ကိုမြင်တွေ့စေဖို့ဖြစ်ပါတယ်။လောကရဲ့စင်ရဲ့ချမ်းသာခြင်းတွေဟာကောင်းစားခြင်းတွေဟာဘုရားရဲ့လက်ထဲမှာပဲရှိတာဖြစ်ပါတယ်။ ကောင်းစားရင်လည်းအဆင်မပြေမှုကဆရာပဲဖြစ်တယ်လို့အဲ့ဒီအဆင်မပြေမှုကနေလေကောင်းစားခြင်းကိုပြန်လဲဖြစ်ပေါ်စေတာဖရာသခင်ပဲဖြစ်ပါတယ်အချိန်ဒီဘလို့ပဲရှိရှိကျွန်တို့ကိုဖရာသခင်ရဲ့မြစ်တာတော့ ਨੇ ဘယ်တော့မှကြွားစီမှာတော့မဟုတ်ပါဘူးယောမအောရစာခန်းကြီး၈အပိုင်ငယ်39မှာအမြင့်ဖြစ်ပါစေတဲ့အနိုင်ဖြစ်ပါစေဤယာမစာ၍အဘယ်နမိတ်တအရာများသည်ငါတို့သခင်ယေရှုခရစ်အားဖြင့်ခံရတော့ ဖယားသခင်ဤမေတ္တာတော်နှင့်ငါတို့ကို မကွာစေနိုင်ဟုငါသည်သဘောကျလျက်ရှိ၏။ဒါကြောင့်ချစ်တော်ယုံကြည်သူမိသားစုများကျွန်ုပ်တို့ရဲ့အတ္တမှာကောင်းစားသည်ပဲဖြစ်ပါစေ၊ဆင်းရဲသည်ပဲဖြစ်ပါစေအခြေအနေပေါ်မှာမမူတည်ပဲနဲ့ကောင်းစားခြင်းဆင်းရဲခြင်းတွေရဲ့နောက်မှာဖြစ်ပေါ်လာတဲ့ဖယားသခင်ပြုတော်မူသောအမှုကိုသိရှိနားလည်ဖို့ရန်အတွက်သင်ကောင်းစားစဉ်အစဉ်ပြေစဉ်မှာ ဖယားကင်ကဩငါပေါ်မှာကောင်းမြတ်လိုက်တာထူးခြားစွာလုပ်ငန်းကံကံတွေအဆင်ပြေအောင်ကောင်းမွန်တဲ့အပေါင်းအသင်းတွေနဲ့အဖွဲ့အစည်းတွေနဲ့ငါ့ကိုပြီးတွေ့ကြုံစေလိုက်တာအံ့ဩစရာပဲလို့ချီးမွမ်းတတ်တယ်လို့ပဲစင်းရဲခံရတဲ့အခါမှာလည်းဩဒီလောကအရာတွေဟာငါမပိုင်ပါလားအရာအလုံးဟာအနတ္တပဲမြင်ရတဲ့အရာတွေဟာတနည်းပြည့်စုံဆုံးရှုံးသွားနိုင်ပါလားဆိုတာကိုသိမြင်ပြီးစင်ကျင်တက်ဖို့လေလိုအပ်ပါတယ်နောက်ဆုံးငါတည်သွားရင်ဒီစီစဉ်ဥစ္စာတွေ ဘာတစ်ခုမှငါနောက်မပါလာဘူးဆိုတာကိုစင်ကျင်ရင်ယခုလက်ရှိတင်ပလူအခြေအနေမျိုးပဲရှိရှိတင်ရှိနေတဲ့နေရာမှာ နားလေရမယ့်အရာကတိရှိရမယ့်အရာကခြေအနေတွေပြောင်းလဲပြီမယ်မပြောင်းလဲတဲ့မြစ်တာနဲ့ချစ်နေတဲ့ဖယားသခင်တင်နဲ့အတူရှိတယ်။တင်းရဲ့ဝิญဉေရအတ္တတာဖယားရဲ့သဘောတော်အလိုတော်တွေကိုပုံမူတိကျွမ်းပြီး အခြေအနေအလုံးကိုထိ ंछ ုပ်ထားသောဖယားကို ကိုးစားခိုလုံတက်စေဖို့ တင့်ကိုဖရာသခင်က ကောင်းစားခြင်းတစ်လက်ဆင်းရဲခြင်းတစ်လက် အလဲလဲပေးတွေ့ကြုံပြီးတင့်ရဲ့ဝิญဉာဏ်ရတတ်တာကိုတွင်တင်လန်းပြပေးနေတာဖြစ်တယ်ဆိုတာကိုသိရှိနားလည်ပြီးအတ္တတမှာခွန်အားယူတည်ဆောက်နိုင်ဖို့ဒီကနေ့နှုတ်ကပတ်တော်လေးအနေငယ်အဖြစ်ဝေင့ခွန်အားပေးရင်ဤကုန်ချုပ်လိုပါတယ်ကြနာကြတဲ့ယုံကြည်သူမိသားစုများအရောက်စတဲ့ပုံမှာဖရာသခင်အတိတ်တဖန်ကောင်းချီးပေးပါစေ